How to Win Friends and Influence People ဆိုတဲ့စာအုပ်ကိုစာရေးဆရာဒေးခါနဂျီက1936ခုနှစ်မှာရေးခဲ့တာဖြစ်ပါတယ်။ဘာသာစကားပေါင်း31မျိုးဘာသာပြန်ဆိုခဲ့ရပြီးစာအုပ်ရေ16တန်းကျော်ရောင်းချရတဲ့အထိအောင်မြင်ကြကြလူကြိုက်များနေစေစာအုပ်တအုပ်ဖြစ်ပါတယ်။ဒီစာအုပ်မှာစာရေးသူကအပိုင်းလေးပိုင်းခွဲရေးထားပါတယ်။ Chapter 1 Phenomenal Techniques in Handling People လူတွေနဲ့အဆင်ပြေစွာဆက်ဆံနိုင်မယ့်အခြေခံနည်းပြဟာများ Chapter 2 Six ways to make people like you လူတွေတင့်ကိုသဘောကျလာစေမယ့်နည်းလမ်း6ခု Chapter 3 How to win people to your way of thinking တင့်သဘောဆန္ဒအတိုင်းလူတွေလိုက်ရောလာစေမယ့်နည်းလမ်းများ Chapter 4 Be a leader How to change people without giving offense or arousing resentment လူတွေရဲ့စိတ်ခံစားချက်ကိုနာကျင်မှုမဖြစ်စေပဲသူတို့ရဲ့အမြင်တွေကိုပြောင်းလဲနည်းများ Fundamental Techniques in Handling People လူတွေနဲ့အဆင်ပြေစွာဆက်ဆံနိုင်မဲ့အခြေခံနည်းပြဟာများစာရေးသူပထမဆုံးလမ်းညွှန်ချတဲ့နည်းလမ်းတစ်ခုကတော့လူတွေကို အလွယ်တကူအပြစ်မတင်ဖို့ပါပဲလူတိုင်းရဲ့စိတ်ကငါလောက်တာမှန်တယ်ငါပြောတာမှန်တယ်ငါအမြဲတမ်းမှန်တယ်ဆိုတော့ နေရာမှာတစ်ခုကိုဆွဆွမြဲမြဲလက်ဆုပ်လက်ခံပြုတ်ထားတဲ့သူတွေများပါတယ်။မိษွေရဲ့ယူဆချက်နဲ့သဘောထားကွဲလွဲနေတဲ့အခါမျိုးမှာတဖက်လူရဲ့ယူဆချက်ကိုမှားတယ်လို့ဘယ်တော့မှ မပြောမိပါစေနဲ့။တဖက်လူပြောစကားကိုတေချာနားထောင်ပြီးနားလည်ပေးနိုင်မှုစူးစမ်းရပါမယ်။လူတွေရဲ့စိတ်မှာမတိမတာခိုအောင်နေတတ်တဲ့စိတ်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့အထင်ကြီးခံခြင်းနဲ့စိတ်ပါပဲ။လူတွေနဲ့စကားပြောဆိုတဲ့အခါမှာ သူတို့ကိုချီကျူးစကားပြောပေးပါ အပေါ်ယံပြီးစလဲချီးမွမ်းစကားပြောတာထက်သူတို့မှာရှိတဲ့လှပတဲ့အရာတစ်ခုကောင်းကွက်တစ်ခုကိုလေးလေးနက်နက်ချီကျူးပေးပါဥပမာခမည်းချက်ထားတဲ့ဝတ်သားဟင်းကစားလို့ကောင်းတယ်ဗျာလို့ပြောတာထက်ခမည်းရဲ့ဝတ်သားဟင်းကလုံးဝမအီပဲနဲ့စားပြီးရင်ထပ်စားခြင်းအောင်ကိုစားကောင်းလို့နဲ့ဗျာလို့ချီကျူးတာမျိုးက တကယ်ကိုတဖက်လူရဲ့အရေးအချင်းကိုလေးလေးနက်နက်ချီးကျူးလိုက်တာပါပဲ chapter 2 six ways to make people like you လူတွေတင့်ကို သဘောကျလာစေမဲ့နီလန်း6ခု အခုပြောပြမယ်နီလန်းကိုမိတ်ဆွေအနေနဲ့လက်တွေ့လုံးဆောင်ခဲ့မယ်ဆိုရင်ဘယ်နေရာရောက်ရောက်ချစ်ခင်တဲ့သူတွေပေါများနေပါလိမ့်မယ်နန်းနထားတင်းတင်းနေတတ်တဲ့သူတွေထက်မျက်နာချူတဲ့သူတွေ ညနာကအမြဲတမ်းပြုံးနေတက်တက်သူတွေကိုလူတွေပိုသဘောကျတတ်တာမိတ်ဆွေတတိထားမိပါသလားမတိကျွမ်းသေးတဲ့လူတွေနဲ့ရင်းနှီးကျွမ်းဝင်လာနိုင်စေဖို့အတွက်မိတ်ဆွေရဲ့အပြုံးတစ်ချက်ကနည်းနည်းဆန်းဆန်းဆက်သွယ်ပေးနိုင်တဲ့ကရိယာတစ်ခုပါပဲဒါပေမဲ့ငါပြုံးနေမှဖြစ်မယ်ငါပြုံးနေရမယ်ဆိုပြီး အတင်းလို့ယူရတဲ့အပြုံးတစ်ခုကလည်းအသက်မဝင်ပါဘူးစိတ်ထဲကမပါမှန်းလူတွေအကဲခတ်တတ်ပါတယ်ကြည်လင်နေတဲ့နှလုံးသားတစ်စုံနဲ့ဇင်းထဲကပါပါ မိတ်ဆွေပြုံးကြည့်လိုက်ပါနက်နာတစ်ခုလုံးလင်းလက်တောက်ပပြီးတော့စိတ်ခံစားချက်တွေကြည်လင်လန်းဆန်းတက်ကြွလာတာကိုခံစားမိလာပါလိမ့်မယ်ကဘာပေါ်မှာအလှဆုံးအပြုံးပိုင်ရှင်ကဘသူလဲဆိုရင်မိတ်ဆွေကိုယ်တိုင်ပါပဲ first impression ကောင်းမှုအတွက် အရိုးရှင်းဆုံးနီလန်တစ်ခုကတော့လူတွေရဲ့နာမည်ကိုမှတ်မိနေပေးဖို့ပါပဲလူတွေကိုနာမည်ခေါ်ပြီးနှုတ်ဆက်တဲ့အတန်ကဘလိုလူမျိုးကဘလိုဘာသာစကားနဲ့ပဲခေါ်ခေါ်တန်စင်တစ်ခုလို ချိုမိန်လာပါတယ်လူတွေတဲ့ကိုသဘောကျနှစ်သက်စေဖို့ဆိုရင် အခုပြောပြမယ်နောက်ထပ်နီလန်ကလည်းလွယ်ကူလွန်းပါတယ်လူတွေစကားပြောတဲ့အခါနားထောင်ပေးတတ်တဲ့သူ ဖြစ်ဖို့ပါပဲ။ လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ပြောစရာတွေရှိနေတတ်တာမို့ကို့အကြောင်းပြောတာထက်တစ်ဖက်လူပြောတဲ့စကားကိုနားထောင်ပေးတတ်တယ်ဆိုရင်မိတ်ဆွေကိုသဘောကျတဲ့သူတွေပို့ပြီးတော့များလာပါလိမ့်မယ်။တစ်ဖက်လူပြောတဲ့အကြောင်းအရာကိုနားထောင်ပြီးသက်ဆိုင်ရာမိကုံးတွေမေးပေးတာကလည်းမိတ်ဆွေကစိတ်ဝင်တစားနားထောင်နေကြောင်းသိတာစေတဲ့အချက်တစ်ချက်ပါပဲ လူတွေကသူတို့ကိုအေးပေးဆက်ဆံခံရရင်လဲတိတ်ပြီးတော့သဘောကျပါသေးတယ်။နှိမ့်ကြတဲ့လူတယောက်အတွဲအေးပေးဆက်ဆံခံရခြင်းကအားရဝမ်းသာပျော်ရွှင်မှုကို ဖြစ်ပေါ်စေပြီးအောင်မြင်တဲ့လူတယောက်အတွဲအေးပေးဆက်ဆံခံရခြင်းကတော့သူ့ရဲ့စူးစမ်းအထောက်မှုကိုပိုပြီးတော့ပီတိဖြစ်စေပါတယ်။ Chapter 3 How to win people to your way of thinking တင့်တဘောဆန္ဒအတိုင်းလူတွေလိုက်ရောလာစေမယ့်နည်းလမ်းများ မိတ်ဆွေအနေနဲ့လောက်ရက်တစ်ခုခုကိုအမားလုံးမိတဲ့အခါပဲဖြစ်ဖြစ်စကားတခွန်းမှားပြောလိုက်မိတာပဲဖြစ်ဖြစ်အဲ့ဒီအမားကိုမှားတဲ့အကြောင်းဝန်ခံမှုအတွက်တွန်းဆုံမနေသင့်ပါဘူးမမားတော့ရှိနေမတည်တော့စေးသမားဆိုတဲ့စကားအတိုင်းလူတိုင်းကအမားလုံးမိနိုင်တာမို့အမှန်တရားတစ်ခုကိုဝန်ခံရတဲ့တတိကလည်းလူတွေရဲ့ယုံကြည်လေးစားမှုတိုးလာနိုင်စေတဲ့အချက်တစ်ချက်ပါပဲဒါပေမဲ့ လူတဦးတယောက်ကအမားလောက်ခဲ့မိရင်တော့မှန်ကန်တဲ့လောရက်တွေကိုတစ်ချက်ချင်းချီချူးစကားပြောပေးပြီးတော့မှားတဲ့အချက်ကိုနောက်ဆုံးမှထောက်ပြပေးခြင်းကမိတ်ဆွေရဲ့စိတ်တဘောဓာတ်နဲ့စိတ်စေတနာကိုတပတ်လူကပို့ပြီးတော့ခံစားမိစေပါတယ် Chapter 4 Be a leader how to change people without giving offense or arousing resentment လူတွေရဲ့စိတ်ခံစားချက်ကိုနာကျင်မှုမဖြစ်စေဘဲသူတို့ရဲ့အမြင်တွေကိုပြောင်းလဲနည်းများအထက်လူကြီးတယောက်ကမိတ်ဆွေကိုတစုံတစ်ခုလှုပ်ဖို့အတွက်အမိတ်ပေးတဲ့အခါစိတ်ထဲဘလို့ခံစားရပါသလဲတခြားသူတွေလည်းမိတ်ဆွေရဲ့ခံစားချက်နဲ့ထတ်တူကြပါတယ်အမိတ်ပေးစေခိုင်းခြင်းကကြောက်ရွံ့မှုကိုတိုးလာစေပြီးလေးစားမှုကိုလျော့နယ်လာစေပါတယ် မိတ်ဆွေအနေနဲ့တစုံတယောက်ကို ကားမောင်းတက်စီချင်တယ်ဆိုရင် မင်းကားမောင်းတက်အောင်တင်ရမယ်လို့ယတိပက်ပြောတာထက် မင်းသာကားမောင်းတက်မယ်ဆိုရင်ဒီလိုဒီလိုပိုကောင်းတဲ့အခွင့်အရေးတွေရလာလိမ့်မယ်ဒါဆိုရင်ရောစိတ်မဝင်စားဘူးလားလို့မေးခွန်းမေးတယ်လို့နဲ့အကြံပေးတာမျိုးကတဖက်လူရဲ့နာခံမှုကိုမြစ်တက်စေပါရဲ့လူတဦးတယောက်ကပဲဖြစ်စေအတင်းအဖွဲတစ်ခုကပဲဖြစ်စေ အလုတ်တစ်ခုကိုပြီးဆုံးအောင်လုပ်နိုင်ခဲ့တဲ့အခါမှာဘလောက်ပဲအဲ့ဒီအလုတ်ကအသေးအဖွဲဖြစ်နေပါစေတိုးတက်အောင်မြင်မှုကိုအတိအမှတ်ပြုပေးခြင်းကမိတ်ဆွေရဲ့ဇကားကိုနာခံမဲ့လူတွေတိုးလာနိုင်စေတဲ့အချက်တစ်ချက်ပါပဲ။ ခုပြပြသွားတဲ့ဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးတစုံတရာရရှိခဲ့ရဆိုရင်ကျေးဇူးပြုပြီး channel လေးကို like and subscribe နှိပ်ပေးသွားပါအောင်နော်ဝေဖန်အကြံပြုချက်တွေကိုလည်း comment box မှာရေးပေးခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်